ပတ်ဆက်တယ်ဆိုပေမဲ့ကိုကလည်းဟောင်းလောင်းလေးလှန်ပေးတိုင်းတော့ကိုစီကိုပတ်ဆက်တယ်ဆိုတာကိုနဲ့လည်းပတ်သက်ပါတယ်နော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်မေလို့ကမနေ့ကမင်္ဂလာဆောင်တစ်ခုမှာပြစ်ချသွားတာသရိုးသမီးနဲ့မင်္ဂလာဆောင်လာတဲ့ကလေးတွေပါတေသွားတယ်เนาะဒါလည်းပြောဦးမယ်မေလို့ဘက်ကဟာတွေကမိုင်းတို့မင်္ဂလာဆောင်နဲ့သရိုးသားပဲ PDF လို့လို့ပါလို့လို့ပြောဦးမယ်နောက်တစ်ခု အဲရွာတရွာကိုလှုပ်သွားတာအယောက်30ထက်ထိသွားတယ်။ကြောင်းနေမှဖြစ်တာမဟုတ်ဘူးเนาะသူရှိနေတဲ့ရွေးရတော့ကိုယ့်ရဲ့အသက်အိုးအိမ်စီးစိမ်ဟာဖတ်နေထုတ်ထားမှာ။နောက်တစ်ခုရန်ကုန်သူရန်ကုန်သားတွေရှင်တို့တတိထားလေးလာကြည့်ပါเนาะတိုင်းပြည်ထဲမှာဘုံတလောက်တပြုံးပြုံးချနေတဲ့ဒီခွေးသားတွေက YBS bus ကားပေါ်မှာတဲ့เนาะ YBS bus ကားပေါ်မှာတဲ့ ဟိုဟာ CCTV တွေဝိုးတဲ့တက်ထားတယ်တဲ့အဲ့တော့အောက်ကအောက်ကအနုံနေရဲ့စာတွေဖတ်တာမိုက်တောင်တိုင်းပြည်ရဲ့လူတွေလည်းတော်တော်လေးတနာတာတလားအောက်ကစာတွေကိုဖတ်ကြည့်တဲ့အခါကျတော့ကိုတနေ့ကကပိုင်းနိုင်တယောက်ကနေပြီးတော့တဲ့အာကပိုင်းနိုင်ပြီးတော့ခလေးကိုရိုက်သွားလို့ CCTV ကိုလိုက်လေလားလူကိုဒီလောက်တံမိုးထားမှတော့ CCTV ကိုအကုန်လုံးမခံဘူးနော်လူကိုဒီလောက်တံမိုးထားမှတော့ ဒီမေလိုးစောက်တက်ကလေရင်နဲ့ပြစ်မချအောင်เนาะအခု CCTV တွေ YBS ကားတွေမှာတဲ့ CCTV တွေကိုတေချာလိုက်ပြီးတော့ check လုပ်နေတယ်တဲ့အဲ့ဒါဘိုမူကြီးအဆင်ရှိတဲ့လူတော်လုပ်တယ်ဆိုတော့ဒီမေလိုးစောက်တက်တော်ယုံတောင်ပတ်စံကုန်ခံတာမဟုတ်ဘူးเนาะဒီသူအတွက်ဆိုဘယ်တော့မှဟိုဟာဖြစ်တာမဟုတ်ကိုပါကိုပဲရိုက်လို့သေသေနေ့တိုင်းကလေးတွေပျောက်တယ်ပြန်မှမတွေ့ပဲမေလိုးတက်ကဘယ်တော့မှပြည်သူတွေ ဒုက္ခအနာတွေရောက်လို့ဒီလိုစစ်တပ်ကြောင့်ဒီလိုလောက်တာတော့မဖြစ်နိုင်ဘူး YBS ကားစီးနေလူတွေတတိထားကြည့်နော်အဲ့ဒါ CCTV တွေတေချာတက်ထားတယ်လို့ပြောတယ်အဲ့တော့ Max တွေပါတက်ထားကြပါတော့နော်အခုကိုပစ်တွေကလည်းတကယ်ပြန်လာပြီဟိုဒီဟို PDF တွေမှာ Max တက်ခိုင်းတာမဟုတ်ပါဘူးမာကြီးတလေးတစားနဲ့ပြောပါမယ်ရန်ကုန်မြို့လူရှုပ်ထွေးတဲ့နေရာတွေမှာနေတဲ့ကလေးတွေအကုန်လုံး max တက်ထားပါကိုဗစ်က ဒီဘက် South East Asia မှာတော်တော်ကြီးကြီးမားမားပြန့်နေပါပြီ။ကိုကကိုခံအားမကောင်းမှုဆိုရင်ဖလူလိုလိုပါလိုလိုနဲ့ဝင်လာပြီးတော့ကိုဒုက္ခပေးနိုင်ပါတယ်။မာကြီးတို့လည်း max တက်နေရပါပြီ။ဘာဖြစ်လို့လဲဆိုတော့မာကြီးတို့ကကျမရဲ့ခြေနေကြည့်ကြင်မာကြီးတို့ကဟိုလက်ရထားပေါ်မှာတရုတ်တွေကိုကြီးလိုက်တရုတ်တွေ max တက်ထားပြီဆိုရင်ဒါတော်တော်ကြီးကိုဆူဆူဝါဝါဖြစ်နေပါပြီเนาะ။เนาะကျမတို့အရွယ်တွေတုန်းကဆိုရင်မော်စီတုံးလောက်ထားတဲ့အတော့ သူတို့စီမှာမောင်နှမမရှိပါဘူးမောင်နှမမရှိတဲ့လူတွေကတကူကောင်းဆံပါတယ်များသောအားဖြင့်เนาะမောင်နှမနဲ့နေတဲ့အခါကျအကိုတွေအမတွေကမညာရင်ကိုတို့ကတိုင်းကျန်းတွေကအိမ်မာတွေကတင်းလာတာဆိုတော့သိရမလားဒီဒီဥကလေးလေးတွေကတယောက်တည်းမွေးလာတဲ့အခါကျတော့တိုင်းကျန်းမတက်ဘူးသိရမလားဂျာသောအားဖြင့်မိန်းကလေးတွေဆိုလွတ်ပြစ်တယ်ယောက်ျားလေးထပ်မွေးတယ်အဲ့တော့တရုတ်ပြည်မှာယောက်ျားလေးအင်အားများပြီးရူစရာမိန်းမမရှိတဲ့အတွက်ကျုပ်တို့ရဲ့ မြန်မာပြည်ကကလေးမလေးတွေကိုလာယူတယ်တင်တောင်းတင်းတယ်နဲ့ကိုယ်ချစ်လို့ခင်လို့နှစ်သက်လို့မျိုးဆက်လေးပါရပြီမျိုးဆက်ကလေးပါချစ်ခံရတယ်ဆိုရင်တော့ဒီတရုတ်နဲ့ညားတဲ့မိန်းမဟာကံကောင်းနေခြင်းပေါ့သို့တော်လဲတမီးလေးမွေးလို့ဆိုပြီးတော့မိန်းမကိုဖာရန်ပို့ပြတာတို့ပါတို့ဒါမျိုးတွေ true story တွေပါပါဇက်လုတ်ပြီးတော့ဟန်လုတ်ပြီးပြောနေတာမဟုတ်ပါအဲ့ဒီလိုတရုတ်ကိုအဘကျင့်ဖင်တို့အဘပူတင်တို့ခေါ်တဲ့အမေလိုအစိမ့်နေလဲ ငါတို့မေတ္တာကြီးပို့တာပါပဲလို့เนาะနင်တို့တွေလည်းကျမ်းမာချမ်းသာကြပါစေเนาะအခုငါတို့ရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အကြောင်းတပည့်ရင်းကအကြောင်းကဘုံချတာနဲ့ပတ်သက်ပြီးနင်တို့ဝေဖန်ကြီးလေကန်ကြီးလုံနေတဲ့ကာလမှာပဲနင်တို့ရဲ့မအေလို့စောက်တက်ကငါတို့ကိုထပ်ပြီးတော့ဟိုတနေ့ကမွဟင်းမင်္ဂလာဆောင်မှာသရိုးသမီးနဲ့မင်္ဂလာဆောင်လာတဲ့လူ12ယောက်ထိသွားတယ်เนาะနောက်ပြီးတော့နောက်မြို့နယ်တစ်ခုမှာ ရွာလိုက်မှာเนาะခလေးတွေခလေးတွေရောမိဘတွေရောအကုန်လုံးပါတယ်အယောက်30တည်သွားတယ်เนาะဒါတွေကမင်္ဂလာပါရှင်မင်္ဂလာပါဒါတွေကသူတို့ရဲ့ true story တွေငါတို့ငါတို့ social media တွေကလာလိန်ပြီးတော့အထက်ထဲကိုရိုက်လို့မရအောင် social media အမှန်ကန်ကြီးတွေဒီရွာတွေထဲကိုလာလို့မရအောင်เนาะနောက်တစ်ခုမိုက်တာလေးကခုနကတော့မိုက်ကိုဂျင်လာဖွင့်ပါတယ် မာကြီးတီမိုးတဲ့တာအိုးတဲ့ရွာအဖွားတွေကလာမေးတယ်တဲ့ရွာတွေရွာတွေကိုဘုံနေနဲ့ပြစ်ပြစ်ချလို့ကလေးရဲ့တဲ့အဲ့ဒီအပေါ်ကကောင်ပြစ်တဲ့ဟာတွေပါလေမရှိဘူးလားနော်ငါဒါဖာပြန်ကို challenge ခေါ်တဲ့ကိစ္စမဟုတ်ဘူးနော်တခုခုပြောလိုက်တာနဲ့နင်တို့ကဟိုငှက်ကင်းလို့ပြောလိုက်တာနဲ့ဖာပြန်နဲ့ခင်မိုးနဲ့ထိတ်တိုက်တွေ့တော့မယ်မထင်နဲ့ငါပြောချင်တာဝမ်းတာစကားနော် ရွာတွေကကြီးတော်ကြီးတွေကပြောတယ်တဲ့တားလေးတို့ရဲ့တဲ့အဲ့ဒီအကောင်ကိုပြစ်တဲ့ဟာမရှိဘူးလားတဲ့ငါတို့တွေကိုတဲ့နေ့လည်းမအိပ်ရညလည်းမအိပ်ရတဲ့နော်တိုင်းသူပြည်သားတွေဘာမှလည်းမလုပ်ဖမ်းနဲ့ငါတို့ကိုတဲ့အပေါ်ကနေပြစ်ပြစ်ချနေတာဘာသဘောနဲ့ပြစ်ချနေရလဲတားလေးရဲ့လူလူလေးရဲ့တဲ့အဲ့ဒါတွေအဲ့ဒါတွေဝယ်လို့မရဘူးလားတဲ့အောက်ကနေပြစ်တဲ့ဟာဝယ်လို့မရဘူးလားတဲ့အဲ့ဒါရွာကကြီးတော်ကြီးတွေကမေးရော မိတော့တားနေပြီးတော့အဖွာတဲ့ဝယ်လို့တော့ရတယ်တဲ့ဒါမဲ့ဈေးရမ်းကြီးတာတဲ့ဘလောက်လဲအေးတဲ့ငါတို့မသိလို့ငါတို့ကတောရလူတွေဆိုတော့ဒါတွေမသိလို့ပါတဲ့ဘလောက်ပေးရမလဲဆိုအဲ့ဒါတားဒီရွေးဒီမြပေးရတယ်လို့ပြောလဲပြောအဲ့ဒီလာမေးတဲ့အဖွာရွာပတ်ပြီးတော့ပတ်စံလိုက်အလှခံတာတဲ့တော့ပြည်သူပြည်သားတွေဘလောက်တနာစရာကောင်းလဲဒါ true story နော်ခုလေးနေကျမသားပြောသွားတာကျမတီမိုးရဲတဲ့အဲ့ဒါအဲ့ဒါအဲ့ဒါဟာတဲ့နောက်သားတို့အခု တအားတို့စိုးမိုးနယ်မြေတွေမှာတဲ့เนาะလူငယ်တွေကပညာပြတ်သွားတာတော်တော်ကြာပြီတဲ့အဲ့တော့ဒီမတိုင်မင်းမှာတဲ့ကလေးတွေဆယ်တန်းအောင်လာတဲ့ကလေးတွေရှိတယ်ဆယ်တန်းအောင်ဆိုတာဆယ်တန်းဆက်တန်းအောင်လာတယ်ဆိုတာဆက်ခွန်ဆက်ရှစ်ဆက်ကိုအခုဆိုရင်23လောက်ရှိပြီသူတို့ပညာရေးနဲ့တော်တော်ပြတ်နေတာတဲ့အဲကိုစောဘဦးလေးတို့နဲ့နှီးသွားတဲ့လူတွေကြတော့ဥပဒေပညာတင်လို့ရတယ်ဟိုတနေ့ကကိုစောဘဦးလေးတို့ ဥပဒေပညာရဲ့ဆိုင်ရာနော်ကိုအုပ်ချုပ်ရေးနယ်မြေရတဲ့ခါကျရင်ဥပဒေပညာရဲ့ဆိုင်ရာတင်နန်းဆိုပြီးဖွင့်ဟိုဟာဖွင့်လာတာကျွန်မသိတာကြားပါပြီ ကိုစောပါဦးလေးကိုကျွန်မအာစကားပြောပြရင်းနဲ့အမကြီးရေအမကြီးရေဆိုလာလာပြောတော့ကျမတို့မောင်တော်မစကားပြောပြတဲ့ခါမှာအုပ်ချုပ်ရေးနယ်မြေရပြီးွားရင်ကျမတို့ကရင်နေရအရင်တော့အာအင်းစင်ခွဲကြံရောက်လာပြီးတော့ပြန်ဆုတ်သွားရတယ် တောင်ဝင်မြို့ကြီးတိမ်းပြီးပြန်ဆုပ်သွားရတယ်အခုကာလမှာမြို့တိမ်းပြီးွားရင်မြို့တွေနာတယ်လို့မြို့အဖြစ်မှာဆိုလို့ကျမတို့တွေကအခုလူငယ်သူရဲကောင်းတွေနဲ့အတူပါလာတဲ့မိသားစုဝင်တွေကမောင်နှမအငယ်လေးတွေရှိပါတယ်သူတို့တွေကိုစစ်မတိုက်ချင်ရင်เนาะအဲစစ်ဥပဒေပညာပေါ့เนาะဥပဒေပေါ့เนาะဥပဒေမရှိရင်ကျမတို့တိုင်းပြည်ဘယ်လျံဖြစ်ပါလိမ့်မယ်เนาะသူတို့လိုမျိုးပဲစက်ကြီးတားပြီးတော့စီစီ စက်ကြီးတောင်းပြီးတော့ရွှေရင်းတူးပြီးတော့အဲ့လိုလည်းမရဘူးကျမတို့အခွန်ဌာနဆိုတာရှိရမယ်เนาะနောက်ပြီးရင် education နေရာဆိုတာရှိရမယ်ကျောင်းရှိရမယ်ကျမ်းမာရေးရှိရမယ်အဲ့ဒီကျောင်းနေကျမ်းမာရေးတွေအရှိတည်တန့်ခိုင်မြဲဖို့ဆိုတာရက်ွက်ပြည်သူတွေကပါဝင်ကူညီမှုဆိုတာရှိရမယ်အဲ့တော့အဲ့ဒီအုပ်ချုပ်ရေးအတွက်နောက်ကနေပြီးတော့ကျမတို့ဒီပြည်သူတွေနဲ့အတူတဘာတဲ့ဖြစ်လာမယ်ဥပဒေအုပ်ချုပ်ရေးပါဥပဒေပေါ့နော်ဒါပြည်ထရေးဌာနဆိုပြီးတော့ ီစကားစလှုပ်ထားပေမဲ့ဥပဒေမှန်တိုင်းမရှိရင်ဘလောက်ပဲမျိုးတွေလိုက်သိမ်းလိုက်သိမ်းဥပဒေမရှိရင်ပြဲလျင်တနက်ကင်လာတဲ့လူတွေရဲ့စိတ်ကိုဘယ်သူမှခံမှန်းလို့မရပါဘူးဒါဖြစ်ချင်းဖြစ်ကို ဖြစ်နိုင်တဲ့ဟိုဖြစ်လိမ့်မယ်လို့တွေးပြီးတော့တန်တရားနဲ့လှုပ်တာမဟုတ်ပါဘူးကျမတို့အရှိအရှိမှာ260ဘုစမန်ပေးခံလာတဲ့သူတို့ရဲ့သွေးခွဲခြင်းနဲ့ဒါမျိုးတွေဖြစ်လာနိုင်တာဖြစ်တဲ့အတွက်အခုအညာမှာဖြစ်နေတဲ့ပြဿနာတွေကလည်း ဒီနေရာလိုချင်မှုเนาะဟိုငါတို့ပဲလုတ်ပေးနိုင်တယ်နင်တို့မလုတ်နိုင်ဘူးဆိုတော့အတွေးခေါ်နဲ့ဖျားထူးခံခြင်းနဲ့ greedy ကြောင့်ဖြစ်နေတဲ့သွေးကွဲမှုတွေအဲ့ဒီသွေးကွဲမှုကိုအချက်ကျကျဒီမေလို့စောက်တက်နဲ့သူ့ရဲ့တရှိုးတွေကကျမတို့ဒီအညာရံဖြစ်နေတဲ့နေရာတွေကိုတေချာလုတ်ထားတာစနစ်တကျလုတ်ထားတာသခိုင်းကိုတိတ်ကြောက်လို့တို့ကသခိုင်းအင်အား PDF 3000ကျော်ရှိပါတယ်เนาะသခိုင်းအင်အားကြောက်စရာကြီးပါအဲကြောင့်တို့က စကိုင်းကိုစောက်ရမ်းနေလောက်တာပေါ့နော်သူတို့ဟိုမလုံလောက်ဘူးလို့ထင်ထားတဲ့ဒီအညာဒေတာကြီးပါလာတာဟာကျမတို့တော်လန်ရေးအတွက်အားဖြစ်စေတယ်လို့အဲ့ဒီလိုရန်ဖြစ်နေတာဟာလေအားတော်လန်ရေးကိုအားပြက်စေပါတယ်နော်အဲ့ဒါလေးကိုသတိထားပြီးတော့ပကဖားနဲ့ပတ်သက်ရင်နည်းနည်းလေးရှောင်ပါကျမတို့မှာစစ်ဥပဒေဆိုတာရှိပါတယ်စစ်ဥပဒေနဲ့လာတဲ့အခါကျရင် ပကပမကလို့ပကပရဲ့အမေလင်ဖြစ်တဲ့ MOD ပဲဖြစ်ဖြစ်ကျမတို့ကပြန်ကင်တုံမှာပါနော် ICJ တို့ဘာလို့အမေကျော်တွေးတော်လမ်းတာထက်ဆိုင်ကျမတို့စစ်ဥပဒေနဲ့ကျမတို့ MOD ရလူတွေအစားကျမတို့ကပြန်လှုပ်လို့ရတဲ့ဥပဒေမျိုး ပြန်လှုပ်မှာပါပေါင်ချိန်တို့ကဒါတွေလုပ်နေပါတယ်လို့နော်အဲ့တော့ကိုကိုစောပါဦးလေးတို့အခုဥပဒေဒီတင်နန်းပေါ့နော် အဲတော်လိုင်းရေးအလွန်ကာလမှာရှိရဥပဒေတင်နန်းဆိုတာဟိုတနေ့ကကော်တူးလေတက်မှာစုပေးဘွက်ခန်းနာကျင်းပါတာခလေးပေါင်း20ရက်ဗနေရောက်လဲမသိဘူးအဲ့ဒီအဲ့လို moment တင်သူဘလို့ခေါ်လဲကျမတို့စီမှာဆို master degree ပေါ့နော်အဲဒီဥပဒေကိုကြိုက်တယ်ဘွက်ရပညာတဲ့ခလေးတွေကိုပဲရွေးတင်တာပါလာတင်လို့ရပါတယ်အကယ်လို့ဟိုကရင်ပြည်နယ်နဲ့နှီးစပ်တဲ့လူအเจ้าကိုတော့ကျမတို့ဒီအเจ้าကိုတော့ကျမတို့ လုံခြုံစိတ်ချရတဲ့နယ်စပ်ဒေသတနေရာမှာပဲထားပါတယ်။ဒီကရင်ပြည်နယ်ထဲမှာမထားပါဘူး။ဘာဖြစ်လို့ចောင်းသားတွေဟာလဲကျမတို့တို့အရေးကြီးတဲ့လူတွေထဲမှာပါလို့ပါ။အဲ့တော့ဒီဒါဒါကော်တူးလေးမှာတင်နန်းပြီးတဲ့ဥစ္စာလေးကိုပြောပြတာပါ။စစ်ဥပဒေတင်နန်းကြောင်းတော့နောက်ပြီးတော့အဲတပလူတိုမာလောတပလူအချီလောကျမရဲ့ကရင်တက် KNU တက်ရဲ့ နှစ်40သိန်းသားသိန်းလို့သူတို့နှစ်40သိန်းသားတဲ့တောင်ကုန်းတွေကိုเนาะဘူတာဘောတို့ဖွဲရနေပြီးတော့เนาะဟောထိကောင်ထိကောင်ကရင်စော်လိုက်တာသူတို့ဒီနေဇာအဆောင်ဖြစ်တဲ့ကိစ္စကြောင့်သူတို့စစ်ခွေးပေါင်းမြောင်များစွာထိုင်းနိုင်ငံကိုထွက်ပြေးသွားတယ်လို့ကြားပါတယ်အဲ့လိုထွက်ပြေးသွားတယ်ကိုယ်တည်းကိုအလင်းဝင်လာတယ်ဆိုရင်လည်းเนาะပြည်သူကာကွယ်ရေးတပ်တွေရောဒီတိုင်းရင်းသားအရာတွေရောဒီလူကြီးတွေရဲ့မျက်နှာတွေကိုပေါ်မပြပါနဲ့ တို့ကအမှန်တည်းပဲစစ်မတိုက်ချင်တော့ပါဘူးနော်ဘာဖြစ်လို့လဲဆိုတော့ဒီသူတို့သိတယ်ဒီလူတွေတိုက်ပွဲဝင်နေတဲ့ဒီတက်တွေမှာရိုးရိုး supporting နေမဟုတ်တော့ကျမတို့လိုဘာစစ်ကိုဘာတလုံးမှမသိတဲ့နော်ဟိုစစ်နဲ့ပတ်သက်ရင်ဘာစစ်ကိုဘာမှမသိတဲ့ကျမတို့တွေပြည်ပရောက်နေရလုံးဝ mentally physically နော်ဟို ဟို financially အကုန်လုံးကျမတို့က support လုပ်နေတာဖြစ်တဲ့အတွက် ကျမတို့ဘလောက်ပဲပို့ဖို့သူတို့ twin တို့ကဘလောက်ပဲရောင်းရောင်းเนาะငါတို့ဘာလို့ဒီဒီဒီဆောက်ဘူးကိုငါတို့ဘာလို့တိုက်နေရတာလဲဆောက်ဘူးတို့ငါတို့ငါတို့အသက်တွေဘာကြောင့်ပေးထားရတာလဲအတိုက်ရင်းဆိုင်နေရတဲ့လူတွေကလည်းသူတို့ပြောသလိုလဲငါတို့ငယ်ငယ်တုန်းက brain wash လုပ်ထားသလိုလဲကျွန်တော်တို့တိုင်းရင်းသားတွေကဆိုတော့ယူဆောက်ယူနေလည်းမဟုတ်ဘူး နော်သူတို့ကကျမတို့ငငယ်လေးကတိုင်းရင်းသားတွေကရက်ဆက်တဲ့လုံရက်တဲ့အဲဘာညာ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 ဘလာဘလာဘလာလုံလာတယ်ဆိုတော့အခုကြည့်ရတော့ဟာဒီကလေးတွေကောလိပ်ကျောင်းသားတွေရောရန်ကုန်ကလူတွေရောဟာအညာသားတွေရောဟာဘာတွေလဲမသိငါတို့တိုက်ရတဲ့လူကရိုးရိုးလဲမဟုတ်ငါရောက်ဖားတွေလဲပါလာပြီဆိုတော့သူတို့လည်းသိပါတယ်သူတို့ချီးစားနေတာတော့မဟုတ်ပါဘူးသူတို့ပြသူတို့လည်းထမင်းစားနေတာပါလိုင်းကန်ထဲမှာနေရလို့မိမနဲ့ဟောဟာ သူတို့လည်းစဉ်းစားမှာပေါ့သူတို့မိမမဲဟိုဟာမဲနဲ့ရွေးသွားရင်ဘယ်လိုလုပ်မလဲเนาะငါမိမဟိုတန်းရွှေကတော့အဲ့ပဲအဲ့ဆိုရင်လည်းဘယ်လိုခေါ်လဲတန်းရွှေကတော့မိတ်သွားရင်ဟိုဘွားကြီးလေပအိုးမကြီးအေးအဲ့မိမကြီးလို့ကန်ကောင်းခြင်းမှာကန်ကောင်းမှာပေါ့ငါမိမဟုတ်တယ်မလားငါသားတွေက last name chain ကိုဘယ်လိုလုပ်မလဲเนาะဥပမာဟိုကိုသားလေးနာမည်ကအဲဒရိုးစောဆိုရင်เนาะ အဲသရိုးတန်းရွှေတို့သရိုးသရိုးမအေလိုးတို့ပါတို့အဲ့လိုမျိုးတွေဖြစ်ကုန်ပါပေါ့ကို့သားရဲ့နာမည်ကအရှိမကို့နောက်လက်စင်းကကို့နာမည်ရနေပြီးတော့သူ့သူ့မိမနောက်လင်ယူလို့စစ်တပ်ကကောင်မတွေကနောက်လင်ယူဖို့ကလွယ်တယ်လေသူတို့ကလင်းသေးလင်းစားရတာဟိုဒါကြောင့်လင်းကိုထိုးထိုးထည့်နေတာတော်တော်တော်တိုက်တော်တိုက်ဆိုပြီးတော့လင်းစားရတဲ့ကောင်မတွေဆိုတော့အဲ့တော့သူတို့ကနေသူတို့လင်းတွေကိုစစ်တိုက်ထွက်ခိုင်းတဲ့အခါကျတော့ ူတို့လင်နေရဲ့နာမည်တွေက last name တွေကပျောက်ပြီးတော့နောက်လင်နာမည်ထည့်သွားမှာအဲနေတို့မှတ်ထားနော်ဟောကြိုင်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 အဲအဲ့တော့ကြိုင်ကြိုင်မှာတားနှစ်ယောက်ပါလားတားနှစ်ယောက်လားသုံးယောက်လားမသိပါနောက်ကရုပ်ချောချောညီမတွေကတမျိုးပေါ့နော်စင်ဒရဲလာမှာပါတယ်မအားလို့ငငယ်တော့ကစင်ဒရဲလာဟိုဇလန်းထဲမှာပါတယ်လေစင်ဒရဲလာရဲ့စင်ဒရဲလာရဲ့ step sister တွေနဲ့လေ တိုင်းလိုက်သမီးတွေအဲ့လိုမျိုးချောကြတာတန်းရွှေသမီးလေးတွေမတ်တရညာပဲချောတာမှငါတို့မြန်မာပြည်ရဲ့ဟိုဟို sample လေးတွေအဖြစ်ပြရတာပေါ့တဲ့ဟိုအခုတမင်း online သမီးဆိုလာအဲ့လိုပဲ sample လေးတွားပြလိုက်အရက်ကတလောက်လောက်ရှိသိရမလားကင်နာတဲ့အိတ်တွေကတော့ဒေါ်လာ3000ကျော်လို့2000ကျော်လို့သိရမလားတတိုင်းပြည်လုံးသမင်းစားလို့ရအဲ့လိုအဲ့လိုလူစင်မမီတဲ့အုပ်စုဆိုတော့တို့ကမုံတရားရှိတယ်တို့တို့ကအရေး အဲအရက်ကလူစင်မမိတာနဲ့ဟိုဟိုကြိုင်ကြိုင်သမီးတွေကရုပ်ရုပ်ကလူစင်မမိတာနဲ့ငါလာတက်နေတမျိုးဟိုတရားဆိုဟူးနေဝင်းမြီးဆိုလဲနရွက်ကမပါလာတာနဲ့ဆိုဒီအုပ်စုတွေကသူတို့မှန်ကြည့်ရင်သူတို့ဗမာပြည်ကလူတွေမုန်းတယ်ဆိုအမှန်နဲ့သူတို့ကဘာလို့ဆိုသူတို့ကိုသူတို့မုန်းနေတာမှန်ကြည့်ကြည့်ပြောငါအရက်ကဘာဖြစ်လို့ဒီလောက်ပဲရှိရလဲဆိုဟိုကျူကျူလာသမီး နော်ကြော်စရာနဲ့ညားထားတဲ့ကြော်စရာနဲ့ရထားတဲ့ကျူကျူလာသမီးကလည်းစိတ်ဆိုးမှာငါအဖေကကာကျုပ်ဖြစ်တော့လဲငါအရက်ကငါးပေမပြည့်ဘူးငါမှဝစ်လာဝစ်လို့စားလို့မရဘူးပတိတွေပဲဝစ်နော်ပတိဆိုရှားလာရမ်းခတ်တာမအီးအမေကပတိဝစ်ရနော်အဲ့တော့ပတိပတိ site တွေနဲ့ငါမှဝစ်နေရတယ်နော်ကိုတောင်ကလည်းငါပြန်မကြိုက်ဆိုတော့ तू ကလည်း तू သူ့ဒုက္ခနဲ့ तू ဟိုကြိုင်ကြိုင်တို့ဆိုရတယ်အဲ့လိုပဲ ဟိုဝက်သူတို့ဝက်သူတို့လိန်နဲ့ဒီ skin care တဘူးတဘူးကဒေါ်လာထောင်ချီတန်းတယ်။ဘာလို့ပါလဲတော့မသိဘူး။ဟိုဟိုထိုင်ဝမ်ကထိုင်ဝမ်ကဟိုရှမ်းမရောင်းနဲ့เนาะရှမ်းမရောင်းနဲ့ပစ္စည်းတွေတဘူးတဘူးကထောင်ချီတန်းတယ်။ SK SK2 ကြီးပဲမလူးတော့ဘူး။အရင်တော့အဲ့ကောင်မကြီးတွေက SK2 လူးသေးတယ်။သူကပတ်စံရမ်းရှိတော့ SK2 တက်အဆက်မြင့်သွားပြီ။ໃຈໃຫຍ່သမီးတွေ။